ပတ်ဆက်တိုက်မြင့်တက်လာခဲ့တဲ့ရန်ကုန်အထိုင်း73စီစီနှုံတွေဟာ အခုတပတ်မှထော်တလီတာကို85ကျပ်အတွင်းပြန်လည်ကျဆင်းလာတဲ့လို့73စီတင်သွင်းတူလောင်းဖြံမျိုးချင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကသိရပါတယ် ပြီးခဲ့တဲ့နှစ်ပတ်ကတလီသားကို80ကျပ်ကနေ140အထွန်းမြင့်တက်ခဲ့တဲ့92နဲ့95ဓာတ်ဆီစိန်နှုံတွေဟာအခုတပတ်မှထော်တလီသားကို95ကျပ်ကနေ60ကျပ်အထွန်းပြန်လဲကျဆင်းလာပါတယ်ဒီစဲစိနှုံတွေကလည်းပြီးခဲ့တဲ့နှစ်ပတ်ကတလီတာကို90ကျပ်ကနေ135ကျပ်အထိမြင့်တက်ခဲ့ပေမဲ့အခုတပတ်မှထော်တလီတာကို95ကျပ်ကနေ95ကျပ်အထိပြန်လဲကျဆင်းလာသေးလို့သိရပါသေး။ ကဘာရှိနန်စိမ့်စိမ့်နှုံတွေကတော့ဒီကနေ့မှတစီကို60တရက်မှ28ဒေါ်လာအထိရှိနေပြီးကပတ်တာအတွင်း2ဒေါ်လာဝန်းကျင်အထိဈေးပြန်လဲမြင့်တက်လာတယ်လို့သိရပါတယ်။ပြည်တွင်းနိုင်ငံเจ้าငွေလဲနှုံအနေနဲ့ဒီကနေ့မှအမေရိကန်ဒေါ်လာကို4400ကျပ်အထိရှိနေပြီးကပတ်တာအတွင်းဒေါ်လာကို30ကျပ်အထိကျဆင်းနေပြီး73စီးဈေးကွက်ထဲမှာတော့အယောင်းဝယ်တွေ ပုံမှန်ဖြစ်နေတယ်လို့ဆိုပါတယ်။ ပြည်တွင်း73စီပူလုံမှုရှိစေရေအယံဆန်နှစ်ပတ်စာခန့်တိုးလောင်းထားပြီးအယောင်ဆိုင်တွေမှာစီပြက်လက်မှုမရှိစေရေစီမံဆောင်ရွက်ခဲ့တာကြောင့်တကြံပြီးကာလမှာ73စီဈေးနှုန်းကျဆင်းခဲ့ပေမဲ့ဧပြီလနောက်ပိုင်းမှာပြန်လည်မြင့်တက်လာခဲ့တာပါဘဟုပန်းက73စီလုပ်ငန်းရှင်တွေရဲ့အတွက်အခုဘန်နာနှစ်အစဧပြီလ9ရက်မှာလဲဒေါ်လာတန်း30နဲ့ဧပြီလ22ရက်မှာ25တန်းရောင်းချပေးထားပါတယ်။ ဒါအပြင်ပြည်တွင်း73စီစေးနှုန်းပြောင်းမြင့်တက်လာပြီးနောက်အခုရပ်ပိုင်းအတွင်းမှာလည်းအမေရိကန်ဒေါ်လာ90သက်တန်းထိုင်းဘတ်တန်း200ရောင်းချပေးမယ်လို့အတည်ပြုလာခဲ့ပါသေး အဒီလိုဆောင်ရွက်ပြီးချိန်မှာပြည်တွင်းဆက်သုံးစီတွေရဲ့ဈေးနှုန်းတွေပြန်ချလာပြီးအခုတစ်ပတ်ရှင်ညွန်ဈေးတွေကတော့92တလီတာကို2825ကျပ်95တလီတာကို2885ကျပ်ဒီဇယ်စီတလီတာကို2435ကျပ်ပရီမီယံဒီဇယ်စီတလီတာကို2980ကျပ်အထိဈေးနှုန်းအသေးသေးရှိနေတယ်လို့သိရပါတယ်ရှင်